မြန်မာနိုင်ငံမှာပြည်သူတွေမလိုလားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းသင့်တယ်လို့ဇွန်လ30ရက်နေ့တာဝန်မြို့နယ်တရားရုံးမှာယုံကြည်ထွက်လာတဲ့ဗကဒကျောင်းသားတွေကပြောပါတယ်ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာတာဝန်ထံတွင်းကနေတာယာဝီမြို့နယ်တရားရုံးကိုယုံကြည်ထွက်လာတဲ့ဒီမိုကရေစီပညာရေးပင်မတပိတ်စီကျောင်းကဗကဒကျောင်းသားတွေရဲ့သဘောထားအရတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့တဲ့တစုံလုံးကိုဖျက်သိမ်းရေးပဲဖြစ်တယ်လို့ဗကဒကျောင်းသားကောင်းဆောင်မင်းသွေးတစ်ကပြောပါတယ် ဖွဲ့စည်းပုံပြင်ဆင်ရေးကဒီနိုင်ငံနဲ့အရေးကြီးတယ်ဒါမဲ့ကျွန်တော်ဘာကသာတခြားလုံးရထားတာပြင်ဆင်ရေးမဟုတ်ပါဘူးကျွန်တော်ရှိတစ်ခုလုံးဖြတ်သိမ်းရင်းပဲဘာကြောင့်လဲဆိုဟိုအရင်ခုလက50ဥပဒေ54ဥပဒေတွေတောင်မှပြည်သူတောင်းဆိုရင်ချက်ချင်းဖြတ်သိမ်းပေးရတာဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုပြည်သူမလိုလားလို့ရှင်ဖြတ်သိမ်းဖို့ခက်ဆရာအကြောင်းမရှိဘူးအော်ကျွန်တော်တို့ကဖြတ်သိမ်းရင်းပဲဒီထဲမှာပုံကိုတူဟိုဒီပုံမတစ်ခုတစုံကပဲပြည်သူရဲ့အကျိုးလိုလားကိုရေးဆဲထားတယ်လို့ဟာတစ်ခုမှမရှိဘူးလို့ကျွန်တော်မြင်တယ် လက်ရှိမှာစစ်တက္က25ရာခိုင်နှုန်းပါဝင်နေတဲ့လွှတ်တော်တွေကနေပြဋ္ဌာန်းချက်တွေကိုပြင်ဆင်လို့လင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့85ရာခိုင်နှုန်းကျော်ကပြင်ဆင်ရင်သဘောတူလက်ခံပြီးတဲ့နောက်ပြည်လုံးကျဌာနခံယူရဲ့ကျင်းပရမည်ဆိုတဲ့ပုံမှန်436ကားကြီးကိုဘလို့မှမပြင်နိုင်ဘူးလို့လည်းပြောပါရယ်။ဒါအဲ့တော့436တွေ59စတွေမှမဟုတ်ဘူး။ဒီအရေးတခုလုံးကျွန်တော်မလို့ချင်ဘူး။အဲ့အတွက်ပြည်သူအားလုံးလိုလားတဲ့၊ကျောင်းသားအားလုံးလိုလားတဲ့ဥပဒေတခုကျွန်တော်ဖြတ်သိမ်းဖို့ပဲသဘောကျတယ်။ဟိုအခုဟိုဆန္ဒပြတောင်းဆိုနေရတယ်လက်ခံနေဒါပေမဲ့ ဟိုကျွန်တော်တို့လူရင်းနဲ့လမ်းကြောင်းပြည်သူအများစုကတော့ဟိုတရားကိုဖျက်သိမ်းရေးအတွက်ပဲလိုလားမယ်လို့ကျွန်တော်မြင်တယ်။ဂျူလာ25ရက်နေ့ကပြည်သူ့လွှတ်တော်မှာပုံမှန်436ကားကြီးအပါအဝင်ပုံမှန်5ခုကိုပြင်ဆင်ဖို့မဲခွဲဆုံးဖြတ်ရမှာပုံမှန်59ကားကြီးတစ်ခုသာပြင်ဆင်ခွင့်ရရှိခဲ့ပြီးပြန်ပုံမှန်တွေအလုံးပြင်ဆင်ခွင့်ဘက်က85ရာခိုင်နှုန်းထောက်ခံပေးမရခဲ့တဲ့အတွက်အဆိုးချုံနေခဲ့ပါတယ်။ စစ်တပ်ပေါ့နော်စစ်တပ်ဖက်က25ရာခိုင်နှုန်းအလိုလျောက်ရှိနေတဲ့အနေအထားကနေပြီးတော့ပယ်ဖြောက်ပေးဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးကျမတို့လက်ရှိចောင်းသားတွေတက်ကြွလှုပ်ရှားတဲ့လူတွေကိုဖမ်းဆီးထိန်းသိမ်းထောင်ချတာတွေကျဉ်းချတာတွေနှိပ်ကုပ်မှုမျိုးစုံလုပ်နေတာကိုကြီးကြီးအားဖြင့်ကျမတို့ဒီအဲ့ထက်ဒီအရေးကြီးဆုံးဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံမှုတွေမှာလည်းအလားတူပဲဘယ်နည်းနဲ့မှလက်လွတ်မခံဘူးဆိုတာမျိုးကိုကျမတို့ ိုင်းပြည်ကိုတကယ်ပြည်ပြောင်းလဲနေပါပြီလို့မြင်နေတဲ့သူတွေလည်းအတိအကျရအောင်ရလိမ့်မယ်ကျွန်တော်ဒီကျွန်တော်ယူဆပါတယ်ရှင်အဲ့တော့သမရနဲ့သူသမရရွေးချယ်ရမှာပုံမှန်59ကကြီးမှာပါဝင်တဲ့နိုင်ငံတော်အရေးအများဖြစ်တော့နိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးစီးရေးစတဲ့အမြင်များရှိရမည်ဆိုတဲ့အပိုင်းမှာသိရင်မြင်ရှိရမည်ကိုကာကွယ်ရေးမြင်ရှိရမည်လို့သာပြင်ဆင်ခွင့်ရရှိခဲ့ပါတယ်ကျမပြင်ပြဆိုပါရှင်